ဂျုံမုံထမင်းစားစွန်းနဲ့၃စွန်းတကြားထမင်းစားစွန်း၁၀စွန်းကျဲဥနှလုံးစားအနေငယ်နိုစိမ့်တို့လိုအပ်ပါတယ်ပထမဦးဆုံးရေ600မီလီလီတဲကိုတာကူစီလေးတွေထည့်ပြီးတော့ပြုတ်ပေးပါမယ်ရေပုတ်ပွက်ဆူလာတဲ့အချိန်မှသာတာကူလေးတွေထည့်ပေးပါပြီးရင်တော့အုံနို100မီလီခန့်ကိုထည့်ပြီးတော့ကြိုလိုက်ပါမယ်။စားအနေငယ်လေးထည့်လိုက်ပါမယ်။ တခြားထမင်းစားစွန်းနဲ့လေးစွန်းခန်းထည့်ပါမယ်။ ตากูလေးတွေအခုလိုလေးတွေပြစ်လာပြီဆိုရင်တော့ပထမတစ်ထပ်လောင်းထည့်ပေးလို့ရပါပြီအခုလိုထည့်ဖို့မဲ့ခွက်ကလေးတွေကိုတဝက်ခန့်ตากูလေးတွေထည့်ပေးပါမယ် ေါ်ကတစ်ထက်လောင်းထည့်အောင်မှဖြစ်တဲ့အတွက်တာကူတွေကိုအများကြီးမထည့်ပဲနဲ့တဝက်လောက်ပဲထည့်ပေးပါပြန်တော့တာကူလေးတွေကိုအေးလာပြီးတော့မျက်နှာပြင် တင်းလာတဲ့အထိထားပြီးမှသာလျှင်နောက်တစ်ထပ်ထည့်ပေးရပါမယ်။နောက်တစ်ထပ်ကြိုတဲ့အချိန်နဲ့ဆိုရင်တော့အချိန်ကကွက်တီလောက်ပါပဲ။ ပြီးရင်တော့အပေါ်တလွားအတွက်ကြိုးပါမယ်ကိုမုံထည့်ပါမယ်ဂျုံမုံထည့်ပေးပါမယ်တကြားထည့်ပါမယ် နိုစိန်20မီလီဂမ်ထည့်လိုက်ပါမယ်ချက်ဦးလည်းထည့်ပေးလိုက်ပါမယ်စာအနေနဲ့ထည့်ပါမယ် အုံးတို့ဂျန်နေအုံးတို့လေးတွေအကုန်လုံးထပ်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အမုံလေးတွေကြည်လာတဲ့အထိတည်တည်ချာချာလေးမွေးထားပေးပါမယ်။အမုံကိုကြည်သွားအောင်လို့တခါတည်းစကားလေးထဲမှာထည့်ပြီးတော့စစ်ပေးလိုက်တာပါ။ ခုလိုစကားလေးနဲ့တည်တည်ချာချာလေးစစ်ပေးမှသာလျှင်အပေါ်ရန်မုံသားလေးကနူးနူးညံ့ညံ့နဲ့ဤဆက်နေမှာပါအခုဆိုရင်တော့အပေါ်တလွာကြိုးဖို့အတွက်အစင်းသင်းဖြစ်ပါပြီ ဖြစ်ရင်တော့မုံနှစ်လေးတွေပြစ်လာတဲ့အထိတည်တည်ချာချာလေးကြိုထားပေးရပါမယ်။တဲ့အုံလို့လေးတွေအကုန်လုံးကိုထပ်ထည့်ပေးလိုက်ပါမယ်။မုံနှစ်လေးတွေကတ်မသွားအောင်လို့အဆက်မပြတ်မှွေထားပေးပါ။ မုံနစ်ကလေးတွေကအခုလိုလေးတွေပြစ်လာပြီးတော့ညောင်စည်းကျလာပြီဆိုရင်တော့အပေါ်တလောအတွက်လောင်းလို့အဆင်သင့်ဖြစ်ပါပြီ။ ခုနကအတာကူလေးတွေကိုအပေါ်တလွားလောင်းပြီးတော့ထပ်ထည့်ပေးပါမယ် ြည့်ရင်တော့သူ့ကို air fryer လေးနဲ့ဖုတ်ပေးပါမယ်။အပေါ်မီအောင်မီလေးနဲ့ဖုတ်ပေးရင်လည်းအဆင်ပြေပါရဲ့ရှင်။အိမ်မှာတော့ air fryer လေးပဲရှိတာမို့လို့ air fryer လေးထဲမှာပဲထည့်ပြီးတော့ဖုတ်ပေးပါမယ်။ air fryer လေးထဲမှာအပူချိန်200ဒီဂရီနဲ့73မိနစ်လောက်ထည့်ပြီးတော့ဖုတ်ပေးလိုက်ပါရစေ။ခုဆိုရင်တော့အရန်ကိုအရသာရှိလာတဲ့အုံတို့သားကိုပြင်လေးရပါပြီရှင်။ ုံနုနံတင်တင်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့အုံနုသားကူပြင်းလေးကိုအားလုံးလည်းလိုက်ပြီးတော့လှုပ်ရှားကြည့်လိုက်ကြရအောင်နော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။